အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်နဲ့နာဆာကဥက္ကဋ္ဌတို့ဧပြီ18ရက်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ဟိုတယ်တစ်ခုမှာတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ထိုင်းနိုင်ငံသတင်းဌာနတချို့မှာဖော်ပြမှုအရသိရပါတယ်။ဒီတွေ့ဆုံဆွေးနွေးမှုမှာအာဆီယံအလဲကျောက်ဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ရဲ့အာဆီယံဆိုင်ရာအကြံပေးပုဂ္ဂိုလ်ထိုင်းဝန်ကြီးချုပ်ဟောင်းတန်ဆင်ရှင်နာဝက်လဲပောင်ဝင်ချောင်းနဲ့တွေ့ဆုံဝင်ပြုလုပ်တဲ့ဟိုတယ်ကိုမီဒီယာတွေကဝင်ခွင့်မပြုဘဲလုံခြုံရေးတင်းကျပ်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေရဲ့ဖော်ပြထားမှုအရသိရပါတယ်။ဒီလိုတွေ့ဆုံဆွေးနွေးရမှာမြန်မာနိုင်ငံငလင်ဘေးတံကနေပြန်လည်ထူထောင်ရေးမှာအာဆီယံအတိုင်းအဝန်ကစီးလုံးညီညွတ်မှုနဲ့ဆက်လ နက်ကူညီဆောင်ရွက်ရေးမြန်မာအာဆီယံအတိုင်အဝန်ကပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့တယ်လို့ NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကဧပြီ18ရက်ည7:00နာရီမှာသတင်းထုတ်ပြန်ပါတယ်။အခုတွေ့ဆုံမှုမှာမြန်မာမှာတွေ့ကြုံခဲ့ရတဲ့ငလင်ဘေးကူညီထောက်ပံ့ရေးတာမကအပြည့်အခန့်ရစိုင်းဆိုင်ရာကိစ္စရပ်တွေလည်းဆွေးနွေးဝင်ရှိတယ်လို့မလေးရှားအစိုးရနဲ့နှီးဆက်တဲ့၎င်းတို့ရဲ့သတင်းအရေးအမြစ်ကပြောကြားကြောင်း BBC သတင်းဌာနမှဖော်ပြထားပါတယ်။